အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကဘာပေါ်ကအကြီးဆုံးသတ္တဝါကြီးတစ်ကောင်ဖြစ်တဲ့ဗျာယောင်ဝီလာ၅ကြီးရဲ့လူသီးနည်းတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုလေးမှာပြောပြပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေဆိုတာကလည်းဂုံမီပေါ်မှာပဲအနေများကြတာဆိုတော့ဒီတဲ့ခါသတ္တဝါကြီးအကြောင်းကိုတော့သိပြီးတော့မသိကြပါဘူးဒါကလည်းဒီကဘာမြကြီးရဲ့90ရာခိုင်နှုန်းကျော်ကိုရေဒီနဲ့ဖုံးလွှမ်းထားတာဆိုတော့ကျွန်တော်တို့ကဘာကြီးမှာရေလူကြီးကဘယ်လောက်တည်ကြည့်လိုက်မလဲဆိုတာခမန်းလို့ရပါတယ် အဲ့ဒီလိုကျေပြန်းလာတဲ့ရည်တွေနဲ့ပြိနေနေတဲ့သမုဒ္ဒရာကြီးတွေထဲမှာကျွန်တော်တို့လူသားတွေမသိသေးတဲ့တခြားသောသရဝါဒီတွေအများကြီးရှိလို့နေပါတယ်။ဒီနေ့တော့ပြာယံဝီလာငါးကြီးတွေရဲ့လူသိနေတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုလေးမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ပရမောင်းဆုံးအချက်ကတော့သူတို့ရဲ့ရည်ရဲစားပါ။ပြာယံဝီလာငါးကြီးတွေရဲ့အရှိကဘလောက်တိရှိလဲဆိုရင် ပေတရာတိရှိပြီးတော့သူတို့ရဲ့အလေးချိန်ကတန်နရာတိရှိပါတယ်။အဲ့ဒီရည်ရဲစားနဲ့ဥပမာနှိုင်းကြည့်ရင်အရာမခီးတဲ့လေရင်တစည်းနဲ့တောင်ညီမြတယ်လို့ဆိုပါတယ်။ ူ့ရဲ့ရှားကလည်းလေးရည်နှစ်တန်တိရှိပြီးတော့တာမန်ခတ်သေးသေးစင်နကောင်နဲ့တွားပြီးတော့ညီမြပါတယ်။ဘာဖြစ်လို့လဲဆိုတော့စင်တွေကပုံမှန်အဖြစ်နှစ်တန်ကနေခုနှစ်တန်ကြားပဲရှိပါတယ်။ပြီးတော့သူတို့ရဲ့အန်ဟောဆာကောင်းတဲ့နှလုံးပါ။ပြန်ရောင်ဝေလငါးကြီးတွေရဲ့နှလုံးကကားငယ်တစ်စီးလောက်ဒီရှိပါတယ်။ဒါကတော့ပြန်ရောင်ဝေလငါးကြီးတွေရဲ့အန်ဟောဆာကောင်းလာတဲ့ရွယ်စားပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့သူတို့ရဲ့အတန်ပါ။ပြန်ရောင်ဝေလငါးကြီးတွေရဲ့အတန်ကဘလောက်ထိကျယ်လဲဆိုရင် မိုင်ပေါင်းတထောင်ကျော်ထိရောက်နိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်အပြာရောင်ဝေလောင်းငါးတွေကတကောင်နဲ့တကောင်အဝေးကြီးကိုရောက်ရှိသွားမယ်ဆိုရင်တော့သူတို့ကအတန်းနဲ့ပဲလှမ်းပြီးဆက်သွယ်လို့ရမှာပဲဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့သူတို့ရဲ့ထူးခြားတဲ့ downline exception ပါ။အပြာရောင်ဝေလောင်းငါးတွေကလူတွေလိုအိတ်ဆက်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ဟာအသက်ရှူဖို့အတွက်အမြဲတမ်းရှိနေဖို့လိုအပ်လို့ပါ။ဒါကြောင့်သူတို့ရဲ့ဦးနှောက်တစ်ဘက်ကိုတလက်စီအနားယူပြီးကြံတစ်ဘက်ကိုနှိုးကြနေစေပါတယ်။ ဟုတ်ကဲ့ပါဒါကတော့အပြန်အလှန်ဝေလာငါးကျူးတွေနဲ့ပတ်သက်ပြီးတော့လူသိနေတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်သိသလောက်မှတ်သလောက်ပြောပြခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုလေးဖြစ်တဲ့အတွက်အမားများပါခဲ့ပါကတောင်းပန်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဒီတဲ့ကောင်းမွန်အောင်ကျွန်တော်ဆက်လက်ကြိုးစားတော့ပါမယ်